မန္တလေးမြို့ရဲ့အလားလာမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်မှကြိုဆိုပါရစေယခုတစ်ခါမှာတော့တောင်းထိုက်ဆိုတဲ့ဖေဖော်ကောင်းကနေရေးတင်ထတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာနောက်9နှစ်ကနေ10နှစ်အတွင်းမှာမန္တလေးမြို့ဟာအတော့ကိုပုံပြင်းတဲ့မြို့ဖြစ်လာနိုင်ပြီ နောက်15နှစ်ကနေအနှစ်30ကြာမှာနေဖို့မကောင်းနေလို့ကိုမရတဲ့အဆင့်ဖြစ်လာလိမ့်မယ်ချမ်းတုံလို့ လမ်းဆောင်ကဟစ်ကအော်လိုက်ချင်တယ်လို့အယိုးကွဲအောင်ချမ်းတာတို့အေးလွန်းလို့ပါးတွေပြဲနှကန်းတွေကွဲကြတာတွေဟာယနေ့ခေတ်ကလေးတွေပြောပြရင်ဘယ်သူမှယုံမမထင်တော့ဘူးတာမန်အေးဆုံးနဲ့အပူဆုံးချိန်တွေဟာနှွေရသီဆို20 40သောင်းတွင်းဆို6 16 20ပဲတကက်ကိုအဲကွန်ရာသီဥရုမျိုး20 25ဟာတစ်နှစ်တာမှာ9လလောက်ရှိမယ် 3လလောက်ကစောင်း။ကြာနဲ့3လလောက်ကຫນွေဆန်းဆန်းပဲ။ဒါပေမဲ့အခုလိုနင်းကံပိုးတဲ့ဖြစ်မျိုးတော့မဟုတ်ဘူး။တခက်ကမန်းလေးဘယ်လောက်ထိအေးသလဲဆိုတာမန်းလေးသူမန်းလေးသားတိုင်းသိတယ်။ဟိုးလွန်ခဲ့တဲ့အနှစ်ဆိပ်30လောက်ကပူအိုက်တဲ့ຫນွေရသေးမှာလမ်း30အတိုင်းအထက်တက်သွားလို့မင်္ဂလာစေကြော်တာနဲ့ရဲသိပ်ပန်နာဆိုကြောက်ကိုချမ်းနေအောင်စိတ်ကနေအေးသွားတယ်။ဒါပေမဲ့ မလောင်မကန်တဲ့မျိုးပြတုတ်တက်မှုအထူးသဖြင့်ဘာတောင်းပလန်နီးမှမရှိပဲမဟာရယာတွေစောက်ကြတဲ့နောက်ပိုင်းမြို့ဟာတစတစပြက်စီးလာတယ်။ဆိုကြပါစို့။ဟိုးအနှစ်စိတ်ကျော်တခစ်ကကိုးလာပိုင်းအလွန်လောက်မှာစောင်းပေါက်စအေးနေပြီ။ဆယ်လာပိုင်းစတလပိုင်းကနေတလပိုင်းထိချမ်းညလုံးလို့မီးလုံညာရတယ်။ကွန်ကတ်ဆောင်တို့ရေနွေးအိတ်တို့ခြေစွတ်တို့ဆွရတဲ့အပြင် နာရီကြာလုံးလို့ခြေဝါးရေနံစီလိမ်ရတာတို့ချမ်းလုံးလို့ကိုမကိုက်အောင်မုံညင်းစီလိမ်အိတ်ကြရနဲ့1999ခုလောက်မှာတော့အေးလိုင်းကြတဲ့အချိန်မန္တလေးမြို့ဝန်းကျင်အထူးသဖြင့်မတရားမုန်းကုတ်မမျိုးတို့ဘက်မှမျက်နှာပြင်ရေခဲပြီးမန္တလေးမြို့ကိုယ်တိုင်ကနှစ်ဒီဂရီဝန်းကျင်ထိ ဖြစ်သွားမှုတယ်တကယ်တမ်း weather app တွေအရဆိုရင် feel like 0တို့ မိုင်းနဲ့ဘလောက်ထိလန်တိုင်းလူလူကမနဲ့ထွက်တဲ့ဆိုင်လေးတွေရှိအထူးသဖြင့်လက်ဖက်ရည်ဆိုင်တွေဆိုအနှွေးတက်ရအောင်တစ်ကိုင်းကြောင့်မီးဖို့ရတဲ့အဖြစ်မျိုးဒို့ပေမဲ့ကိုမင်းကိုချင်းကို့လောဘနဲ့ကို လူ၃လေးရောက်နေတဲ့အိမ်ကို၄၅၆ထပ်တိုက်တွေစောက်ကြတယ်ကျွန်တော်တခါရေးဦးပါတယ်သူကတိုက်ဆောက်ရင်ငါလည်းစောက်မယ်ဆိုပြီးမဟာတရားတွေစောက်ကြတယ်နေတာက လူ3-4ယောက်ပြီးတော့မန်လေးမြို့သူမြို့သားတွေရဲ့အချင်းကတိုက်တာ3-4ဆက်ဆောက်မယ်ဘယ်တော့မှအပေါ်ဓာတ်တွေမှာ လူမနေဘူးအောက်ထပ်မှာအကုံစုပြုံထိုင်ရတဲ့သဘောဆိုလိုတာကမန်လေးတစ်ဝိုက်ကတဘာဝ6တောင်တွေဟာလူတွေလောဘကြောင့်ပြက်စီးကုန်တယ်။နောက်တိုက်ဆောက်ပြီးရတဲ့ပြုတ်တိုက်လှတယ်ဆိုတဲ့သဘောနဲ့အိမ်ရှိမျက်နှာသာက ိုးတကက်ကတစ်ပင်တွေကိုအကုန်ခုတ်ပစ်ကြတယ်။တစ်ပင်ခုတ်အချုပ်သုံးလားဆိုတာဆိုင်းပုတ်ပေါ်အားစားအရကေပေးလိုက်တာနဲ့မိချိုးနဲ့မလွတ်လွတ်ဆိုပြီးစီပင်ကိုယ်တိုင်ကခုတ်တယ်။ကွန်ကရစ်ပူချိန်ဟာအစိုးရဆုံးမှုတစ်ပင်နဲလာသမျှအပူချိန်ကပိုများလာပြီ။နောက်အစိုးရဆုံးဟာမြေအောက်ရေကို မဟာရယာဆုတ်ထုတ်ကြတယ်။တခက်ကစီမံကိန်းဖြစ်ဂျီမီတာတွေလုတ်တယ် ပြဿနာကတူတွေမီတာကမပေးကျင်ကြလို့ဒုတ်တွေထိုးပိုက်တွေပြောင်းတက်နောက်ပြီးတိရောင်မှုကြတဲ့အတိုင်းကိုရီစီယ project တစ်ခုခုလောက်တာနဲ့အဖျားရှူးနေကြရေကမလာတစ်ချက်လာတစ်ချက်လာလဲတန်ကျေးရေတွေလို့နောက်ကြည့်နေတော့ကြာတော့မီတာရေဆိုတာမတုံးပြတော့ဘူးတခက်ကကျောင်းရေဆိုတာတော့ရှိခဲ့ပါရဲ့ကတော့ပါရဲ့ ဆောက်ပေါက်တွေအကုန်ပိတ်တော့ကျောင်းရဲ့ခစ်ကပြတ်ရော့အဲ့ဒီတော့ကိုမင်းကိုချင်းကို့ဖာသားအဝေးစီတွင်တွေတူးကြတယ်ပြဒနာကမြေအောက်ရေဆိုတာစုတ်တိုင်းမကောင်းဘူးပေါ်ရံမြေစုလာခန်းချောက်လာတာနေတနေ့တစ်ချိန်ချိန်မှာစစ်ဟိုးဆိုပြီးဝေါငနဲမြေကျွန်းနာတွေဖြစ်တတ်တယ်ပြဒနာကတနေ့နဲ့တနေ့အပြိုင်မြေအောက်ရေတွေနှက်ကြတော့တချို့ပြောရေဆုတ်တာမလိုက်တော့လို့ နောက်ထပ်ဆယ်ပေလောက်အောက်ထပ်ဆိုက်တယ်။စတဲ့အတံပလန်တွေရဆလာတယ်။ဆိုလိုတာကတခစ်ကအောက်ကို2ပေ3ပေလောက်တူးလိုက်တာနဲ့ရတဲ့ရေကြောဟာအခုဆို ပေ30 50အထိကျလာတယ်။ဆိုလိုတာကအပေါ်ရံမြေစီလွှာမှာအစိုးရဆိုတာမရှိတော့ဘူး။၆သွေးကုန်တယ်။မျက်လုံးနဲ့မြင်ကြည့်။တစ်ပင်လည်းနဲလာတယ်။တချို့နေရာတွေမှာ အရေးရပိုင်တွေမရှိတော့ဘူး။ ွန်ကရစ်တိုက်တွေရအပူချိန်တွေရမြေစည်းလွှာ6သိပ်လာတာတွေကဘာကြီးရအပူချိန်မြင့်လာတာတွေကြောင့်မန်းလေးဟာ ဆောင်းပြောက်သွားတယ်မန်းလေးဟာဆောင်းပြောက်သွားလို့အေးမလားဆိုပြီးမေမြို့မှာသွားပြီးအကွက်တွေရိုက်ဝယ်ကြရင် မေမြို့ကပါထပ်ဖြတ်စည်းကြတယ်ဘာတောင်းပလန်နီးမှမရှိပဲမဟာတရားတွေစောက်ကြတဲ့အဖြစ်မှာမေမြို့ကိုယ်တိုင်ကဖျားဆူးမိုးကျုပ်ပြက်မအေးတော့ဘူးတခိက ဘယ်ချိန်သွားသွားအေးရက်ဖေလင်တွေဟာလုံးဝပျောက်သွားတယ်။ policy making အရမန်းလေးမှာတေချာတောင်းပလန်းင်းတွေချမြေအောက်ရေထပ်မနိုင်တော့အောင်တားဆီးပြီးတခက်ကလို့ရေပေးဝယ်ရေးစနစ်တွေနဲ့လုံမယ်လို့မျှော်လင့်မိတယ်။လုံဖို့ရှိလားမရှိလားဆိုတာမသိပေမဲ့လုံမယ်လို့ယုံကြည်တယ်။ပူရင်အဲကောင်ဖွင့်လာတော့မင်းမလာလို့ဆိုလာတက်ကြတာဖြည့်ရှင်းနေမှောက်ဘူး။အဲ့ဒီဟာက ကိုချင်းစာစိတ်မရှိရသူတွေလောက်တဲ့အဖြစ်မျိုးမီးလဲမလားရေလဲခက်ခဲကိုယ့်အိမ်ကသမိုးနဲ့နေနေကြတဲ့ဆင်းရဲသားလူဒန်းသားတွေတပုံကြီးသူတို့ဘလောက်ပူလောင်နေသလဲဆိုတာခံစားပေးတဲ့မှာကိုလောဘကြောင့်အပေါ်ကပြောစလို့မိသားစုဝင်ကခက်နေနေစောက်ထားတာကဟိုတယ်ဆန်းဆန်း3-5ရက်တတ်တဲ့အေကုံကတခန်းတစ်လုံးအေကုံတွေဖွင့်လို့ထွက်လာတဲ့ပန်ကာလီတွေအပူချိန်တွေတိုက်က တံပြားအငွဲ့တွေသောတမြမြေအောက်ရေတွေကြောင့်ဖြစ်လာတဲ့အကျိုးဆက်ဟာစင်ရဲသားနင်းပြားတွေအတွက်တော့ငရဲပါပဲတို့ပဲမဲ့ဒိုမီနိုအဖက်လိုတစားတစားတော့ပြိုးလာတဲ့ဖြစ်မှုအဲကောင်မရှိသမိုးနဲ့အပူဒဏ်တချိန်ချိန်နေကြတဲ့စင်ရဲသားနင်းပြားအဖြစ်မျိုးဟာမီဒယ်ကလပ်တို့ အပားမီဒယ်ကလပ်တွေမှာစပီးခံစားလာကြရတယ်ပြဿနာကယခုပုံစံတိုင်းရှေ့ဆက်သွားနေရင် နောင်လာမဲ့မိမိသားသမီးတွေနဲ့အသက်ကြီးလာမဲ့မိမိဟာမန်းလေးကိုကုတ်ပိုင်လုပ်ဖို့ပိုနီးလာလေလေဖြစ်လိမ့်မယ်။အိုင်ယန်ဂျက်စပိုတင်မှာမျိုးဟန်ထွန်း